်မင်္ဂလာပါဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်ကားလေးကတော့မစ္စတာဘင်းရဲ့အောင်မြင်ဆုံးရုပ်ရှင်တစ်ခါဖြစ်သလိုပျော်ရွှင်စရာအကောင်းဆုံးနဲ့အရှုပ်ထွေးဆုံးခီးစဉ်မစ္စတာဘင်းဟောလီဒေးဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ဆလာဆာမိုလီဖွယ်ဖွယ်ကြနေတဲ့လန်ဒန်မြို့နယ်ကောင်မှာကားပါကင်ကိုဗီယမ်ဒါထိုးပြီးရောင်းလန်းနဲ့တောခတ်ခဲ့သူကတော့မလွဲရရင်မနေနိုင်တာကလွဲလို့ကြိုက်တာအကုန်ယူသွားဆိုတဲ့မစ္စတာဘင်းပဲဖြစ်ပါတယ်အဆောက်အဦတစ်ခုတည်းကိုရောက်တော့ကြားပြတ်မဟုတ်ပဲအမှန်ကန်မဲဖောက်ပေးနေတဲ့ရံပုံငွေရှာပွဲတစ်ခုမှာ တန်တူးရှင်နဲ့ဘက်ကကိုတစ်ကိုဖြစ်နေလို့၆တိချောက်ကင်ထားတဲ့ပင်လဲစိတ်ပြက်လက်ပြက်နဲ့လက်မှတ်ကိုလှည့်ပစ်လိုက်တယ်။ကလေးတယောက်စော်နေတဲ့ရထားပေါ်ကိုတင်သွားလို့တေချာပြန်ကြည့်လိုက်မှပေါင်မဲနံပါတ်ဖြစ်နေတာကိုသိလိုက်ရပြီ။ကန်တူးရှင်တယောက်အဖြစ်နဲ့စိန်ပေါ်ကိုတက်လာခဲ့လိုက်တယ်။စူဂျီကတော့ပြင်သစ်တောင်ပိုင်းကနမဲကြီးရုပ်ရှင်ပွဲတော်ကျင်ပရာဂိမ်းမြို့ကိုအလဲပတ်သွားဖို့နဲ့ကင်မရာတလုံးအပြင်ခရီးသည်ရဲ့အတွက်ရူရိုနီယာကိုလက်ခံရရှိလိုက်တယ်။ပြင်သစ်ကိုသွားနေတဲ့ ယထာမောင်ကပင်လဲကင်မရာအသေးလေးလက်တဲ့ဆိုင်ရင်အားလိုက်ရဲ့အိမ်မက်ကိုစတင်အကောင့်ထဲပေါ်ပြီးပေရင်မျိုးဂါဒီနိုပူရာယုံကို ရောက်လာခဲ့တယ်။နောက်ထပ်ပူရာတစ်ခုကိုသွားဖို့တက်စီငားလိုက်တဲ့အချိန်မှာတခြားလူတစ်ယောက်ကတက်သွားပြီးလာတဖက်အေဒီယာကိုသွားမယ်တက်စီပေါ်မှာလိုက်လာခဲ့တယ်။ကားပေါ်ကဆင်းပြီးမှနေရာမှားနေမှတီးလိုက်ရတော့လာတဖက်ကနေဂါဒီလီယိုပူရာယုံထိတလိုက်အိမ်မြောက်တဲတဲထောင်သွားရင်လမ်းမတွေ့သမျှအကုန်ဖျက်တန်နေခဲ့လိုက်တယ်။တလန်းလုံးကိုဒုက္ခပေးပြီးမှ ကင်းမြုပ်ကိုခရီးဆက်မယ်။ဘူရာယုံလေးရောက်လာတော့ပူနေတဲ့အခြေခဏလေးကိုမုံထုံဖို့ကြိုးစားရင်းလေစည်းဆက်ထဲညက်နေလို့ယထာလွတ်သွားခဲ့ရတယ်။နောက်ထပ်ယထာဆောင်နေတဲ့အချိန်မှာဘိုက်ဆာလာတဲ့ပင်လဲတွေ့ခဲ့ရဆိုင်ထဲဝင်သွားလိုက်လို့ပြင်သစ်မီနူတွေကိုကြည့်ပြီးဘာမှယာမမသိတော့ဝေတာပြောသည်မယ။ခေါင်းပယ်ညိတ်ပြလိုက်တယ်။ပင်လဲသာဆိုပြီးရောက်လာတော့မှကမာကောင်တွေနဲ့ပစုံတွေကိုကြည့်ရင်ဘလို့စားရမှမသိလို့ဒုက္ခရောက်နေတဲ့အချိန်မှာဝေတာကနီးလန့်ပြပေးသွားတော့တကောက်ကောက်စားကြည့်လိုက်တယ်။အနိုင်ရောအယတာပါ သူ့အကြိုက်မဟုတ်ပေမဲ့လူရှယ်အောင်ခက်တီတီနဲ့စားပြသလိုလုပ်ပြီးသူများအိတ်ထဲထည့်ပေးခဲ့လိုက်လို့ပြဿနာတွေမကြီးခင်မှာအမြန်ထွက်ပြေးခဲ့လိုက်ရတယ်။ဘူရာယုံနဲ့ပြန်ရောက်လာတဲ့အချိန်မှာတော့ဇလန်ရဲ့အရေးကြီးဆုံးအချိုးကွေးကိုစတင်ခဲ့တဲ့နေရာဖြစ်သလိုဂိမ်းမျိုးကိုသွားမဲ့ရထားပေါ်ရောက်ပြီးမှနောက်တစ်ခေါက်ပြန်ဆဲလာခဲ့တယ်။အမတ်တရဗီဒီယိုတစ်ပုဒ်ဖန်တီးဖို့ကြိုးစားရင်ရထားပေါ်တက်မဲ့လူတယောက်ကိုအကူအညီတောင်းကြည့်လိုက်တော့နမေကြီးဒါရိုက်တာဖြစ်တဲ့ရုရှားလူမျိုးအီးမေးလ်ကလည်းအာနာပါနာနဲ့ရိုက်ပေးလိုက်တယ်။အီးမေးလ်ကလည်း ဂိမ်းရုပ်ရှင်ပွဲတော်ကိုသွားဖို့သူ့ရဲ့သားလေးစတီဗန်နဲ့အတူလာကြတာဖြစ်ပြီးဘေးရမပြီးဆုံးနိုင်တဲ့ဂိုက်ပေးချမ်းမှုကြောင့်ကော်ဖီကလေးလှည့်ကောင်းနေတော့မှပဲရထားကတကားပိတ်သွားခဲ့တယ်။ဘင်ကတော့ခီယူမဆိုင်တဲ့အပြင်ဗီဒီယိုရိုက်ရင်အီးမေးလ်ကသူသားကိုနောက်ဘူရာမှာဆင်မှုအပြေလွှာလိုက်မာနေတာမြင်မှရထားဘက်ကလူတွေအားလုံးလည်းအလိုက်ကန်းဆုံးမသိတဲ့ငနေလို့ဘူရှိုးတွေဝိုင်းရှိုးကုန်ကြတယ်။စတီဗန်ကသူ့အဖေနဲ့လူစု꿰သွားလို့တင်းနေတဲ့အချိန်မှာစိတ်ပြေလက်ပြောက်ဖြစ်အောင်ပြောင်းဆက်ဆက်သွားလုံးပြီးလို့ ပါထချပေးလိုက်မှာလူရကြိုးရမှာသွားထိုင်ရင်အခြေအနေစောင့်ကြည့်နေခဲ့တယ်။နောက်ပူရာမှာရတော့စတီဖန်အနာအရသမားတယောက်ကလာလို့ကူညီပေးဖို့ဆင်းသွားတဲ့ပင်လဲရထားထွက်ခါနေမှာသူ့ကင်မရာအခိုးခံထားရမှတီးလိုက်ရတယ်။ကင်မရာပြန်ယူဖို့ကြိုးစားနေတော့မှပဲရထားကထွက်သွားလို့အိတ်တွေအကုန်ပါသွားတဲ့ပင်လဲစိတ်ပြက်လက်ပြက်ဖြစ်နေတော့မှစတီဖန်လဲတနာပြီးကင်မရာလေးပြန်ပေးရင်ငြိမ်းချမ်းရေးယူလိုက်ကြတယ်။အီမေးလ်လိုက်လာတဲ့တောင်ရထားကစတီဖန်လို့စောင့်နေတဲ့ပူရာမှာရမပေးလို့ ဆက်သွယ်လို့ရမယ့်ဖုန်းနံပါတ်ကိုပဲထောင်ပြနေတော့ဖေးလက်ကင်မရာလေးအမြန်ထုတ်ပြီးမှတ်တမ်းတင်ထားလိုက်တယ်။တကယ်တမ်းပြန်ကြည့်တဲ့အချိန်ကြာမှအီးမေးလ်ရဲ့လက်ကနောက်ဆုံးခဏနှလုံးကိုကြွယ်နေတော့အခါတရပြည့်အောင်ဖုန်းခေါ်ကြည့်ဖို့ကြိုးစားရင်းအထောက်ထားတွေကိုပြီးစလွယ်တင်ထားမိလိုက်တယ်။နောက်ရထားရောက်လာတဲ့အချိန်မှာအလောတကြီးနဲ့ပြေးတက်သွားလို့ပတ်စပို့တွေနဲ့ပတ်ဆိုင်အိမ်လေးမိကြံခဲ့တော့အထောက်ထားမဲ့ဘဝရောက်ပြီးလက်မှတ်စီရဲ့မောင်းချခြင်းကိုခံလိုက်ရတယ်။ကြံနေသေးတဲ့ဖုန်းနံပါတ်တွေကိုစက်ကြည့်ဖို့ကြိုးစားတော့လေဘူရာယုံလေးက ။ဘုံကြုံရေးတွေလိုက်ဖမ်းနေလို့ပြေးကြလွှားကြရဲ့နှစ်ယောက်လုံးရဲ့ byte တွေကလည်းဆန္ဒပြလာခဲ့ကြတယ်။အခွေဆိုင်ကပေါက်ခိုးပြီးဘာသရှင်ဖွင့်ပွဲကပြလိုက်လို့နောက်ဆုံးမှာဘူချီနီရဲ့နာမည်ကြီးအော်ပရာနဲ့ကြမှာပရိသတ်တွေရင်ထဲရောက်သွားတော့စားဖို့တောက်ဖို့အတွက်အဆင်ပြေသွားခဲ့ကြတယ်။နောက်ထပ်ခီးစားဖို့ကားပေါ်တက်ခန်းဒီမှာလက်မကလွင့်ချသွားလို့နေနေရလျှောက်လိုက်ရင်ကြက်တကောင်ရဲ့ခြေထောက်မှာထက်ကပ်သွားတော့ပိုပြီးဒုက္ခရောက်နေခဲ့ရတယ်။ကြက်ပိုင်ရှင်ကဖမ်းပြီးကားပေါ်ထပ်တင်သွားတော့တွေ့ကြရစပိန်ဆွဲလိုက်သွားတဲ့အချိန်မှာ စတီဖန်ကလည်းအဖြစ်ပြက်တွေကိုကြည့်ရင်တလွဲတွေလုံနေပြီဆိုတာသဘောပေါက်သွားခဲ့တယ်။ကာဒစီအနောက်ကဆွဲလိုက်ရဲ့စပိန်သွားတွေကိုပါကြော်တက်သွားလို့ကြက်အနားရောက်ပါခွေးကပါထားဟောင်းနေတော့နီလီရက်နဲ့ဝေးပြီးခြံထဲထိရောက်အောင်လိုက်သွားခဲ့တယ်။စပိန်လေးပြစ်ချခဲ့ပြီးအထဲဝင်ကြည့်လိုက်တော့မှအယောင်သွေးစုံနေလာတဲ့ကြက်ပေါင်း16000ကျားမှကားလက်မှတ်လေးရှာမတွေ့တော့လို့စိတ်ပြက်လက်ပြက်နဲ့ပြန်ထွက်လာခဲ့လိုက်ရတယ်။တဲထားခဲ့တဲ့စပိန်လေးကလည်းတေကားတစ်စီးကြောက်ပြားချက်သွားတော့နောက်ထပ်ခီးဆက်ဖို့ လမ်းကြုံဆောင်ရင်ကားရီတစည်းမှမလာလို့ဗီနာကအိမ်သားတယ်ခဏဝင်ထိုင်နေလိုက်တယ်အထဲမှာတကားလောကျနေတဲ့အချိန်ကြမှာကားရီတစည်းပြီးတစည်းဖြတ်သွားကြသလိုဟီပီတီဝိုင်းနဲ့ပါသွားတယ်စတီပန်ကလည်းကားပေါ်မှာတချင်းတွေဟဲ့ရင်သူ့အဖေပြောင်းနေတာကိုတော့မေ့နေခဲ့တယ်အိမ်သားထဲမှာပြိမိနေတဲ့ဘင်းကလည်းလမ်းပေါ်တက်ပြီးကားတိုက်ခါလိုက်မှလွလွကျွကျွခရီးဆက်ခွေရပြီးရွာလေးတရွာကိုရောက်တော့မုံမောပပန်းနဲ့အိပ်ပျော်သွားခဲ့တယ်တရေနိုးလာတဲ့အချိန်မှာတော့ ဒုတိယကမ္ဘာစစ်ထဲရောက်ပြီးဂျာမန်စစ်သားတွေနဲ့တက်တဲ့တိုးနေလို့ကောင်မလေးတယောက်ကိုတဆုံဆံပြဝင်ခဲ့ပေးလိုက်မှာရုပ်ရှင်ရိုက်ကွင်းမှတီးလိုက်ရတယ်။သူကပါအတင်းဆွဲခေါ်ပြီးဂျာမန်ဝစ်ဆောင်တွေဝစ်ပေးလိုက်လို့တရုတ်ဆောင်တယောက်ဖြစ်လာတော့မယ့်အချိန်မှာစတီဘတ်ကိုပြန်ပေးဆွဲသွားတယ်။တရားခံတယောက်အဖြစ်နဲ့တတင်းနဲ့ပါလာခဲ့တယ်။ဘာမှမတီးသေးတဲ့ဘေးကတော့ကင်မရာကြီးကင်ပြီးစစ်တိုက်ထွက်နေလို့ရိုက်ကွင်းကနေမောင်းထုတ်လိုက်မှာအာသွင်းဖို့လိုက်ရှာရင်ဖောက်ခွဲရေးစက်တွေအတွက်တတ်ထားတဲ့ဘလော့ကိုသွားဖြုတ်ပြလိုက်တယ်။တကယ်ဖောက်ခွဲတော့ကမပေါက်ခွဲပဲ။ ကာဆန်ဆိုတဲ့ဒါရိုက်တာလှည့်ကြမှာလက်ပြန်တက်ပေးလိုက်လို့ဈေးရုံကားရောက်လာကြပေးမယ်မတီးလိုက်တဲ့ဘေးကတော့အေးဆေးပဲထွက်သွားခဲ့တယ်လမ်းမှာကားကြုံတားစီတော့ရိုက်ကင်းမှတူဝဲခဲ့ပေးခဲ့တယ်မင်းသမီးစပင်းဖြစ်နေသူသူ့ရဲ့ကားနဲ့တပုံစံနဲ့တူနေလို့တအံ့တော်အော်နဲ့လက်ပတ်ကြည့်နေတော့မှာပဲဂိမ်းကိုသွားမဲ့အကြောင်းသိလိုက်ရတယ်လမ်းတဲ့နဲ့ကားပေါ်တက်လိုက်လာရင်ဗာမင်းမေးခေါင်းပဲချိန်နေတော့စပင်းလဲသူထင်ရထင်ဘင်းကလည်းလှုပ်ချေရလှုပ်ပြီးနှစ်ယောက်သားအစင်းတွေပြေးလာခဲ့ကြတယ်စပင်းကလည်းခင်ရုပ်ရှင်ပွဲတော်မှာပြသတော့မယ် သူ့ရဲ့ပွဲဥဒရုပ်ရှိကိုအချိန်မီရောက်အောင်သွားနေသလိုဘင်းကလည်းသူ့အရန်ရောက်ဖူးချနေတယ်ကန်းကြီးကြီးကိုမြေရောက်ရင်လိုက်လာခဲ့လိုက်တယ်လမ်းမခဏနာတော့မှစတီဖန်နဲ့ပြန်တွေ့လို့ပိုင်းရိုက်ပြီးနှုတ်ဆက်လိုက်တာကိုအနောက်ကပါလာတဲ့ဒီဝိုင်သမားတွေကလည်းသူ့လိုပဲလိုက်နှုတ်ဆက်ကြတော့တော်တော်လေးခံနေခဲ့ရတယ်စပိန်ရဲ့ကားတွေပဲနှစ်ယောက်သားလမ်းကျုပ်ဆက်လိုက်လာပြီးအီးမေးလ်နဲ့အဆက်အသွယ်ရဖို့ကြံနေသေးတဲ့ဖုန်းနံပါတ်တွေကိုထပ်ခေါ်ရင်အချိန်တွေတဖြည်းဖြည်းကြာလာတော့အင်းငိုက်လာခဲ့ကြတယ်စပိန်က မောင်းနေရဲ့အိပ်ပြောသွားလို့အစားထိုးနေရဝယ်ယူလိုက်တဲ့ဘေးလဲကြာကြာတောက်မခံနိုင်ပဲပါရိုက်လိုက်ဆက်လက်မီးခွက်တီနဲ့တိုးလိုက်လို့ရနောက်ဆုံးမျက်လုံးကိုတောက်ထောက်ပေးလိုက်မှအဆင်ပြေသွားတော့တယ်မနေ့ကမှသုံးယောက်သားပင်လယ်ကြီးကိုနောက်ခံထားပြီးဓာတ်ပုံဆင်းရိုက်ကြရဲ့ပျော်ရွှင်နေတဲ့အချိန်ကမှရုပ်ရှင်ပွဲတော်တက်ရမှာကိုတတိယသွားတဲ့စပင်လဲချက်ချင်းခရီးဆက်လာခဲ့လိုက်တယ်စီဝင်ထဲနေတဲ့အချိန်ကမှခလေးပြန်ပေးဆွဲတဲ့အမှုမှာစပင်လဲကြားညက်ပါလာလို့အချိုးချောင်းသွားမိကြည့်လိုက်တော့မှဘင်းရဲ့ရိုးသားတဲ့အပြုမူတွေကိုမြင်ပြီး ကူညီဖို့ဆုံးဖြတ်လိုက်တယ်။လမ်းမှာရဲရီနဲ့တူတော့ကားပေါ်ပါလာတဲ့အဝတ်တွေနဲ့ရုပ်ဖြတ်ခိုင်းလိုက်လို့တမိဖြစ်သူစတီဗန်နဲ့အမေဖြစ်သူဘင်းတို့နှစ်ယောက်ကြားမှာလမ်းကြောင်းရှင်းပေးမဲ့သူတွေပါရလာခဲ့တယ်။ရုပ်ရှင်ပွဲတော်ထဲမှာအီးမေးကိုလိုက်ရှာဖို့စူးစမ်းခဲ့ပေးမယ်။ဝင်ခွေလမ်းမကတထောင်ပဲရှိတော့အပြင်မှာကြာခဲ့တဲ့ဘင်းတို့နှစ်ယောက်လည်း VIP ဝင်ခွင့်ကိုကိုဘာသာရေးပြီးအထဲရောက်လာခဲ့ကြတယ်။လုံချုံရေးတွေလက်ကနေရှောင်းရင်းရှာရင်းဒါရိုက်တာကဆက်ရရုပ်ရှင်ပြသနေတဲ့စက္ကန့်လေးမှာ စတီဖန်ကိုထားခဲ့ပြီးပရိသတ်တွေကြားထဲကအီးမေးလ်ကိုသွားခေါ်နေတဲ့ပေလဲမိမဝေဆုံးကြည့်တယ်မလို့ဒုက္ခရောက်နေခဲ့ရတယ်။ပုံချုပ်ကြီးတွေရောက်လာတဲ့အချိန်မှာခုံအောက်တွေကနေရှောင်ပုံးသွားရဲစပင်နာကိုရောက်သွားလို့သူပါလာတဲ့ဇဝင်ခန့်ကိုအာရဝန်တာနဲ့ကြီးခိုင်းလိုက်မှာအကုန်ဖျက်ချထားကြောင်းသိလိုက်ရတယ်။ချူစာပန်းစားနဲ့တရုတ်ဆောင်ထားတဲ့စပင်ရဲ့ဇဝင်ခန့်တွေအားလုံးကိုဖျက်ထုတ်ပြလိုက်လို့စိတ်မကောင်းဖြစ်နေတဲ့အချိန်မှာမိကလည်းအိတ်ထဲကကင်မရာလေးကိုထုတ်ကြည့်ပြီးအကြံတစ်ခုရသွားခဲ့တယ်။စက္ကန်းလေးကိုချက်ချင်းပြပြီး ရုပ်ရှင်ရဲ့အဓိကဇာတ်ဝင်ခန်းကြမှာခရီးစဉ်တစ်လျှောက်လုံးမှာရိုက်ကူးခဲ့သမျှစပိန်ရဲ့ဗီဒီယိုတွေကိုအစားထိုးပြလိုက်လို့ကာဆာလိုအုပ်စုတွေလည်းဒေါသတကြီးရောက်လာခဲ့ကြတယ်။တကားတွေပွင့်မသွားအောင်ခုံနေနဲ့ကာနေတဲ့အချိန်မှာရုပ်ရှင်ကြီးပေါ်ရောက်လာကြတဲ့ပရိသတ်တွေကလည်းဘင်းရဲ့ပေါက်ကရရိုက်ချက်တွေကိုသဘောကျပြီးအားပေးထောက်ခံနေခဲ့ကြတယ်။ဘင်းကတော့ဒေါသတကြီးလိုက်ဖမ်းနေတဲ့ကာဆာလိုလက်ကနေရှောင်ပြေးရင်စတိတ်စင်ပေါ်ရောက်သွားတော့မှအီးမေးလ်နဲ့မှတ်မိပြီးသူသားကိုမေးနေတဲ့အချိန်ဖိတ်ကားနောက်ကစတီဗန်ထွက်လာခဲ့တယ်။ မိမိတို့မိသားစုတွေပြန်ဆောင်သွားတဲ့အခါမှာပရိသတ်တွေကလည်းလက်ခုပ်အောပါတွေဝိုင်းတီးပြီးအားပေးနေကြလို့ထိုးဖို့ကြိတ်ဖို့ရောက်လာတဲ့ကာဆန်တော့ချက်ချင်းအချိုးတွေပြောင်းလိုက်ရတယ်ပရိသတ်အကြိုက်ချော်လဲရောထိုင်လို့ပြီးထူးထူးဆန်းဆန်းဖန်တီးထားတဲ့အမှုပညာအဖြစ်နဲ့ခေါင်းစဉ်ပြောင်းလဲနေတဲ့အချိန်မှာဘင်းကလည်းသူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ကန်ဂျီစီကိုတယောက်တည်းထွာလာခဲ့လိုက်တယ်စပင်ကလည်းအမှန်ကန်တွေတရုတ်ဆောင်ကတော့ပါနာမည်မကြီးပဲဘင်းရဲ့ပောက်ကရရိုက်ချက်တွေနဲ့ကြာမှာအင်တာဗျူးတွေတိုင်ခံဖြစ်ပြီးလက်မှတ်တွေနှင်းကန်ထိုးနေခဲ့ရတယ် ါဆန်ကလည်းဘင်းရဲ့ပောက်ကရရိုက်ချက်တွေနဲ့သူတပည့်တွေကိုတင်တန်းပို့ချနေတယ်လို့စတီဖန်တို့မိသားစုကလည်းကမ်းခြေမှာပြန်လဲပေါင်းစုံပြီးပျော်ရွှင်စရာတွေနဲ့ပဲဇက်လန်းလေးလည်းပြီးဆုံးသွားပါပြီဒီဇက်ကားလေးမှာပေးခြင်းတဲ့ message ကတော့ Mr. Bin ရိုက်ခဲ့မှုတများတွေထဲမှာဒီရုပ်ရှင်ကဝင်ဝင်အကောင်းဆုံးဆိုတာပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ